ားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျမကိုရီးယားမှာပေါ့ကျောင်းကနေပြီးအရွေးခံရတာပေါ့နော်ကျောင်းကနေရွေးခံရတဲ့ content creator စုပေါ့နော်အဲ့လိုမျိုးကျောင်းကိုစားပြု content creator အနေနဲ့ကျမရွေးချက်ခံရပါတယ်အဲ့တော့ဒီကျောင်းကနေပြီး content creator တွေကိုထပ်ပြီးတော့ပေါ့နော်ပူကောင်းအောင်လို့ပူပြီး idea တွေထွက်အောင်ပူပြီးတော့ content တွေဖန်တီးနိုင်အောင်ပူကောင်းတဲ့ဒီ editing တွေလုပ်နိုင်အောင်လို့ကျောင်းကနေပြီးတော့တကယ်အာဘယ်လိုပြောရမလဲ professional content creator တင်ကြားပေးတဲ့ဆရာကိုခေါ်ပြီးတော့အာတင်ပေးတယ်ပေါ့နော် training နေပေးတယ်ပေါ့နော်အဲ့တော့ကိုရီးယားကပေးတဲ့ဒီလိုမျိုး influencer တွေ content creator တွေကိုဟိုတင်ပေးတဲ့ဒီတင်နန်းပေါ့နော်အဲ့ဒီတင်နန်းကနေပြီးတော့ရလာတဲ့ idea တွေ lesson တွေကိုဒီ video ထဲမှာလုံးဝအကုန်အပြည့်အဝနဲ့ဒီထားလေးပြပြပေးတောင်းဖြစ်တယ်ဒီ video ထဲမှာတကယ်ကိုအရန်ကိုမိုက်တဲ့ အရာတွေအများကြီးပါရပေါ့နော်အာကျမကြိုက်တာတွေလည်းပါသလိုကျမသိပြီးသားတွေလည်းအများကြီးပါရပေါ့နော်ဒါပေမဲ့အာတကယ်ကိုအာ content တခုကိုဖန်တီးရတာအရင်လွယ်သွားလိမ့်မယ်ပေါ့နော်ဒီ video ကြည့်ပြီးသွားရင်သင်တန်းကတကယ်ကိုကျောင်းအနေပြီးတော့ပေါ့နော်ဟိုငွေကုန်ကြေးကြခံပြီးတော့တေးတေးချာချာလေးဟေ့တကယ် professional ကိုငှားပြီးတော့ trainer ဖြစ်တဲ့အတွက်ကြောင့်မလို့ပုတ်ပုတ်ပြပြမဟုတ်ဘူးပေါ့နော်တကယ်ကိုအချိန်ကြာကြီးပဲကျမတို့9နိုင်6နိုင်လောက်တောက်လျှောက်သင်နေရတယ်အဲ့မှာပြီးတာနဲ့တခါ content ဖန်တီးရတယ် အကုန်လောက်ရတာပေါ့နော်ပြီးတော့ဟိုဂျမဆိုရင်လေကိုရီးယားចောင်းသားနေပူတွေးပြီးတော့ကိုနိုင်နေလောက်ရတယ်နောက်တစ်ခါကျတော့ချက်ချင်းပေါ့နော် ကိုရဲ့ idea တွေကိုထွက်လာဘယ်လိုမျိုးဆွဲထုတ်ရတယ်ပြီးတော့ကိုအုံနောက်ထဲမှာထွက်နိုင်တဲ့ idea တွေကိုကအစဘယ်ကနေရှာဖွေရမလဲဆိုတော့ကိုအသေးစိတ်အာတင်ပြီးသွားရတယ်ပေါ့နော်အရန်မိုက်တယ်အဲ့တို့ကြောင့်မလို့ဖြစ်နိုင်ရင်အဆုံးထိကြည်ပေးစီချင်ပါတယ်ဒီလိုရှေကောင်းရှေလိမ့်မယ်ဘာလို့လဲဆိုတော့လုံးဝ special data လေးပြပြပေးမှာဖြစ်တဲ့ကြောင့်လို့ဒီ video ကြည့်ပြီးသွားရင်အများကြီးကြီးနိုင်မယ်လို့ပြောလိမ့်ပါတယ်နော်အဲ့တော့ကျမဒီမှာ notes တွေထုတ်ထားတာပေါ့နော်အဲ့ဒီတင်တဲ့မှာတက်နေတော့ကျမ data လေးခရူးဆိုင်ပြီးတော့တက်ဖြစ်တယ်အဲ data လေးလည်းမှတ်ဖြစ်တယ်ဒီလိုမျိုးပြန်ပြီး sharing လုပ်ချင်တဲ့စိတ်နဲ့မှတ်တာဆိုတော့ပို့ပြီးတော့မှတ်မိတယ်ပေါ့နော်အဲ့တော့ကျမဒါတွေကမှတ်လာတဲ့ဟာတွေအကုန်လုံးကိုပြန်ပြီးတော့အသေးစိတ်အကုန်ရသမျှအကုန်လုံးကိုပေးပါမယ်เนาะအဲ့တော့အရင်ဆုံးတော့ဘာပြောလဲဆိုတော့อืม ကွန်တန့်ဖန်တီးတာကတဲ့ကိုရီထင်တာတလို့မျိုးဖြစ်မှာမဟုတ်ဘူးပေါ့နော်အမြဲတမ်းတော့အမြဲတမ်းတော့ကိုရီမျောလိထားတလို့မဖြစ်ဘူးဘာလို့လဲဆိုတော့လူတွေရဲ့စံနှုန်းကအရန်မြင့်တယ်သူကဒီပုံလေးနဲ့ရှင်းပြတယ်ပေါ့နော်ဒီပုံလေးနဲ့ရှင်းပြတယ်အဲကိုရီမျောမဲနာတော့ရန်ချောမောလှပါတဲ့ပုံစံလို့ထင်တာပဲတကယ်တမ်းထွက်လာတာဒီလိုပုံစံဖြစ်နေတယ်ဆိုတဲ့ပုံစံနဲ့ပြောပြတယ်ပေါ့နော်အဲ့လိုပဲကွန်တန့်နေဖန်တီးတဲ့အခါမှာကိုရီအာဗီဒီယိုတွေရိုက်တဲ့အခါမှာ အာပြီးတော့တို့မျိုးစုံပေါ့နော်စာရေးတဲ့အခါမှာအရာတွေထုတ်တဲ့အခါမှာကိုကတော့အကောင်းဆုံးဖြစ်ချင်တယ်လူတွေအရန်ကြိုက်ချင်ကြိုက်စေချင်တယ်အာလူတွေကိုဆက်ဆောင်စေချင်တယ်လောက like တွေအများရချင်တယ် engagement တွေအများရချင်တယ်ဒါပေမဲ့လို့တစ်ခါတလေကြာရင်ဟိုကိုပြောလင်းထားတယ်လို့မဖြစ်တာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတွေမလွယ်ကူတာအဆင်မပြေတာတွေကိုအဆင်ပြေဖို့အတွက်ကတော့ အမြဲတမ်းလုံနေဖို့ပဲလုပ်ပါတယ်เนาะလုံရင်းလုံရင်းနေရမှာတင်ယူသွားမယ်အမားတွေတွေ့မယ်เนาะမှန်နေတာကဘာတွေဖြစ်မလဲအမားတွေကဘာတွေဖြစ်မလဲဆိုတာကိုသိပြီးတော့လုံရင်းလုံရင်းနေမှာလွယ်ကူသွားမယ်ချုံးမွေသွားမယ်ကိုလိုချင်တဲ့အမြင့်ဆုံး level အထိကိုရောက်သွားမယ်လို့ဆရာကပြောပါတယ်အဲ့တော့တခုတည်းသောနီလန်းကတော့အမြဲတမ်း design moment နဲ့လေလုတ်သွားမယ်လုတ်ဖြစ်အောင်ကိုလုတ်သွားမယ်လုံရင်းလုံရင်းနဲ့တင်သွားမယ်အဲအဲ့လားမျိုးကိုအတိကနံပါတ်1အရေးကြီးတယ်ဆိုတာကိုသူပြောပါတယ်အာနောက်တစ်ခုကကြတော့ ဂီဝဲပေါ့နော်ကိုရီးယားလိုကတော့သူကပြဿနာဖြေရှင်းရမယ့်အရာကိုသတ်မှတ်ရမယ်ပေါ့နော်ဘယ်လိုလဲဆိုတော့အာဂီဝဲဆိုတာကျတော့အစီအစဉ်ပေါ့နော်အစီအစဉ်ကိုရီးယားလိုဆိုရင်ဂီဝဲအဲ့တော့စီစဉ်ချမှတ်တော့မယ်ကျမတို့ဟုတ်ပြီဒီငါတို့ငါကွန်တက်တခုဖန်တီးရမယ်အစီအစဉ်ချမယ်ပလန်ဆွဲမယ်ဒါပေမဲ့ဘယ်ကစာမှမသိဘူးလေဟုတ်တယ်မလားအဲ့တော့ဘာမှမစဉ်းစားနဲ့ဖြေပြဿနာကိုဖြေရှင်းတဲ့အရာလိုတခုလိုပဲသတ်မှတ်လိုက်ကိုရဲ့ကွန်တက်ကိုရဲ့ပလန်ကို ငါတခုခုဖြည့်ရှင်းရင်းနဲ့ဒီကွန်တန်ကိုဖန်တီးမယ်လို့ပဲတွေးလိုက်အဲ့ဒါဆိုရင်အာဘယ်အရာကိုလုပ်ရင်ပိုကောင်းမလဲငါငါလုပ်လိုက်တဲ့အရာလေးကဘယ်ပြဿနာတော့ဖြည့်ရှင်းသွားနိုင်မလဲပြဿနာအရင်ရှာလိုက်ကွာအော်အခုဆိုရင်ကျွန်မဘာဖြစ်လဲဆိုတော့ကျွန်မကိုရီးယားစကားကမပြောတာကြားလာတော့မပြောတာမဟုတ်ဘူးလို့ပြောမယ်စာမလုပ်တာကြားတော့ပေါ့နော်ကိုရဲ့ပြောတာတော့ပြောတယ်အာတွေ့ရင်လည်းပြောလိုက်တယ်ပေါ့နော်ဒါပေမဲ့သူတို့တွေလည်းနားလဲတယ်ကိုလည်းနားလဲတယ်ပြောတယ် ဒါပေမဲ့ခုခုကို confirm ရှိဘာလို့စာမလုပ်ဘူးစာမလုပ်တော့အဲ့လိုမျိုးဖြစ်တယ်အဲ့တော့အခုနောက်ပိုင်းအဲကျွန်မစာမလုပ်တဲ့အတူတူတော့ပေါ့နော်ကိုရီးယားစကားပြောရဲ flow တွေကြိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဟိုကိုပြဿနာတစ်ခုခုပေါ့နော်သူများပြဿနာဖြစ်ရင်ဖြစ်မဖြစ်ရင်ကိုပြဿနာတစ်ခုခုကိုဖြေရှင်းတဲ့အနေနဲ့ content ကိုဖန်တီးပါလို့သူကပြောတယ်အဲ့လိုမျိုးကနေမှ idea ကိုအစကိုဆွဲထုတ်အောင်မယ်ပေါ့နော်ပြဿနာတစ်ခုဖြေရှင်းလိုက်ရင်ဒါက ကိုရီလိုချင်တဲ့ target ကိုရောက်သွားတဲ့လေပဲပေါ့နော်အခုကြည့်နေတဲ့သူတွေမှာဒီ marketing manager တို့ content creator တို့ဒီ brand တခုခုကိုညှာနေရတဲ့သူတွေလည်းပါတယ်လို့ influencer တွေလည်းပါလိမ့်မယ်ပေါ့နော်အဲ့တော့အာဘယ်ရာပဲဖြစ်ဖြစ်ကိုကပြညာရတော့မယ်ဆိုရင်လေဒီပစ္စည်းကပဲလူလူမျိုးတွေအတွက်ကိုအကျိုးပြုနိုင်တယ်ဘယ်လိုပြဿနာတွေကိုဖြေရှင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒီပစ္စည်းကိုဝယ်သင့်တယ်အဲ့လိုမျိုးပြောရမယ်အဲနောက်ပြီးတော့ရင် အမျိုးမျိုးပေါ့နော်ပြဿနာတွေအကုန်လုံးကိုရှားရမယ်ပေါ့နော်သူများပြဿနာရှားလို့ခုမှဆိုရင်လည်းခုနပြောသောတလို့ပဲကိုယ့်ရဲ့အစင်မပြေတဲ့အချက်ကပါလေအဲ့ဒီအစင်မပြေတဲ့အချက်ကိုကိုဘယ်လိုမျိုးအကောင်းဆုံးဖြေရှင်းနိုင်မလဲအဲ့ကိုဖြေရှင်းလိုက်တဲ့အရာကိုသူများ sharing လုပ်ပေးတာဖြစ်ဖြစ်ကိုကိုဘာလို့ရင်ကိုယ့်ရဲ့ပြဿနာကိုကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ကိုယ့်ကကိုအကောင်းဆုံးသိပြီးသားအဲ့ဒီဟာကိုတချို့တွေတွေကြတော့မသိဘူးလေချာမရှာတတ်ကြအောင်အဲ့တော့အဲ့လိုမရှာတတ်တဲ့သူတွေကိုကိုယ့်ရဲ့ပြဿနာအာဒီကတော့ဘာဆိုပြီးတော့အာကိုကရှာပြပြီးတော့လုတ်ပြလိုက်တာပါခါလေ content တစ်ခုပါပဲအဲ့တော့ အယုံဆုံးစီစဉ်ဒီ content တစ်ခုဖန်တီးဖို့အတွက်ကိုအစီအစဉ်ဆွဲရတော့မယ် plan ဆွဲရတော့မယ်ဆိုရင်ပြဿနာကိုဖြေရှင်းခြင်းကနေပြီးတော့အစာပြုပြီးတော့ content ကိုဖန်တီးလိုက်ပါလို့ပြောချင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်မကအကြောင်းကအကြောင်းကို promotion လုပ်တဲ့ဘယ်လိုပြောရမလဲ influencer တယောက်အနေနဲ့ကိုယ့်နဲ့ creator အနေနဲ့ရွေးချယ်ရတာဆိုတော့ဒီကြောင်းဒီအရာအတွက်ကိုငါဘာလုပ်ပေးနိုင်မလဲဆိုပြီးတော့ ူကစစင်းစားရမယ်ဆိုပြီးတော့ပြောရတယ်ပေါ့နော်အဲ့လိုပဲကိုရောက်နေတဲ့နေရာမှာကိုလှုပ်ချင်တဲ့နယ်ပယ်မှာကိုကငါကဘာလှုပ်ပေးနိုင်မလဲငါဘာလှုပ်ပေးရင်တော့ဒီပြဿနာကဖြေရှင်းပေးသွားနိုင်မလဲငါဘာငါကတော့ဘယ်နေရာမှာအထောက်အကူပြုနိုင်လဲအဲ့ဒီဟာကိုကိုလည်းစဉ်းစားရမယ်ပေါ့နော်အဲ့လိုသူကပြောပါတယ်နောက်တစ်ခါကျတော့ဟုပေါ့နော်ဟုဆိုတာကကြတော့ငါကိုငါမြတိနဲ့ချိန်မိတော့လို့ပေါ့နော်ကျမတို့ရဲ့ဒီဗီဒီယိုတွေရဲ့အစ3စက္ကန့်5စက္ကန့်အတွင်းမှာပြောလိုက်တဲ့ညနာအမှုရာတွေလှုပ်လိုက်တဲ့ဟာတွေကလုံးဝလူတစ်ယောက်ကို scroll မလုပ်ဖြစ်အောင်မကျော်သွားဖြစ်အောင်ဆွဲဖမ်းလိုက်တယ်လို့မျိုးဖြစ်သွားတယ်အဲ့တော့ကျမတို့ကချိန်မိသွားတယ်ကျမတို့မျက်စိတွေအသည့်တွေအကုန်လုံးကသူရဲ့ jig နဲ့ချိန်မိပြီးတော့သူရဲ့ video ကိုကြည့်ပစ်သွားတယ်အဲ့လိုမျိုးဖမ်းစားနိုင်တဲ့စာတွေနောက်ပြီးတော့ video တွေအဲ့လိုမျိုး hashtag တွေကိုသုံးပြီးတော့မိအောင်ဖမ်းရမယ်လို့သူကပြောပါတယ်အဲ့တော့ဒီလုံးကဘယ်လိုမျိုးဆိုရင်တော့သူတွေကြည့်ခြင်းမလဲเนาะဘယ်လိုမျိုးဆိုရနေတော့အာ true ဆန်းဆန်းနေလုတ်ပြရေလဲလုတ်ပြလိုက် တော့မတူတာတွေခြားနာတာတွေလုတ်ပြလိုက်ကိုရိုက်နေကြပုံစံတွေမဟုတ်တာကိုရိုက်ပြလိုက်အဲ့လိုမျိုးပေါ့နော်ဟိုဇောက်ထိုးတွေဇောက်ထိုးကြီးနဲ့စလဲလူကင်းမရောက်ထောင်လို့ထောင်ရမယ်ဆိုလဲထောင်လိုက်ပေါ့နော်အဲ့လိုမျိုးနဲ့စပြီးတော့ပဲသူတွေဆွဲဆောင်လိုက်ပေါ့ဆွဲဆောင်လို့ကိုကွန်တန်ကိုကြည့်ဖို့ဥစားအရင်ဥစားပေးရမယ်ပြီးတော့မှသူတို့ကိုတကယ်အကျိုးရှိတာပေးတယ်ဆိုပို့ပြီးတော့ထိရောက်တယ်ဘာလို့ကြည်လဲကြည်မယ်ကြည်ဖြစ်လဲကြည်ဖြစ်သွားမယ်ပြီးတော့တကယ်အနှစ်သာရပေးတဲ့တော့ချောင်မလို့ကိုယ့်ကို follower တွေလောက်လာအများဆုံးကြည်လာမယ်အဲ့လိုမျိုးဖြစ်လာမယ်ပေါ့နော်အဲ့တော့အာခုကလည်းအရင်ရေးကြည့်ပါတခါလေဒီ video ကို ကြည့်လိုက်တာ ਨੇ မရက်ချင်တော့တခြားကိုလည်းမသွားနိုင်တော့အဲ့လိုမျိုးဖြစ်တဲ့အထိကိုကျွန်တော်တို့ဖန်ဆွဲထားရမယ်ပေါ့နော်ဒါအရေးကြီးပါတယ်နံပါတ်5ကတော့ ChatGPT ပါနော်ဒီတင်တယ်မှာအဓိကသူပြောသွားတာကတော့ ChatGPT ကိုကောင်းကောင်းသုံးတတ်ဖို့သူပြောသွားတယ်ပေါ့နော်သူတင်ပေးတာတွေကအစက GPT လို့ပဲသူကပြောတယ်အဲ့တော့ကျွန်မက GPT GPT ဆိုမှမသိကိုသိတာ ChatGPT ပဲသိတာလေချက်မပါတော့ဘာကြီးလဲပေါ့နော်အာဒုက္ခရောက်လိုက်တာဆိုတော့ပြောမနေနဲ့သိလားအဲ့တော့ ချက် GPT ကိုသွားပြီး GPT ကပါလဲဆိုရင်သွားပြီးမေးပြရသည်ခုနိုင်ငံသားလည်းဖြစ်တော့ဟိုတော်တော်လေးကိုသူတင်တဲ့ဟာတွေကိုလိုက်မိအောင်အဲ့လိုမျိုးပေါ့နော်ကူတွေပါယူရတယ်ပေါ့နော်နောက်တော့မှသူက application ကိုဖွင့်ပြလိုက်တော့အာချက် GPT ကိုဆိုပြီးတော့ဖြစ်သွားခဲ့ရတယ်ပေါ့နော်အဲ့တော့သူက LLM ဆိုတဲ့ large language model ကိုအသုံးပြုတယ်ဒီ chat GPT ရဲ့အတိတ်က algorithm ကဘာအဲ့ဒါအခါဒီမှာသူကအကောင်းအကောင်းအကောင်းဆုံးကုဏ္ဏကိုသူကဖန်တီးပေးနိုင်တယ်အကောင်းဆုံးအဖြေကိုသူကပေးနိုင်တာပေါ့နော်အဲ့တော့ ဖြစ်နိုင်နေဆိုရင်တိကျရမယ်ညာရင်ညာပါစေတကယ်ကိုတိကျမယ်အဲဒီတိတိကျကျသူ့ကိုပြောပြပေးနိုင်ရင်ကျမတို့လိုချင်တဲ့ content idea တွေအကောင်းဆုံး idea တွေကိုတော့မတွေးနိုင်တဲ့ idea တွေကိုသူကပေးလိမ့်မယ်အဲ့တော့အဲ့တော့ဒီ chat gpt ကိုလုံးဝကိုလူတွေရဲ့အုံနောက်ထပ်တောင်းပို့ကောင်းတဲ့ idea ကို ဟိုတောင်းကျင်နေဆိုရင်ကိုကိုတိုင်းအုံနောက်ကအလုံးမလုပ်တာပဲဖြစ်ဖြစ်မှန်တိုင်းပြောရင်တော့အာကျမတို့ influencer တော်တော်များများကြတော့လေအဲ့လို ChatGPT ကိုသုံးများလာရင်အုံနောက်ကအာ creation တွေကတိတ်ပြောမကောင်းတော့ဘူးပေါ့အဲ့တော့ကျမကဟိုကော့ကော idea ရလာတဲ့ဟာတွေကိုတော့ပို့လို့ဖြစ်တာများတယ်အများရင်တော့အဲ့လိုတွေးတယ်တွေးတော့ရလာတဲ့ idea မှန်သမျှကိုကျမ note ထဲမှာရေးတယ်ပြီးရင်အာကျမအရင်ဖြစ်ချင်တာဟာမျိုးဆိုရင်မမေ့ဘူးပေါ့နော်မမေ့တော့အဲ note ထဲကဟာလေးတွေကိုအားရတယ် ်ပြန်ကြည့်ဖြစ်တယ်အဲ့ဒီဟာတွေကို content ဖန်တီးဖြစ်တာလည်းရှိတယ်တချို့အရာတွေကျတော့ချက်ချင်းအာရုံရတယ်ချက်ချက်ချင်းကိုဟို idea ရတယ်ချက်ချင်းထားလို့ဖြစ်တဲ့ content တွေလည်းရှိတယ်ပေါ့နော်အဲ့တော့တချို့အရာတွေကျတော့အရင်လုတ်ချင်အဓိကလေ content တစ်ခုကကျွန်မအတွက်ဆိုရင်ပေါ့နော်အာဟုတ်တယ်လုတ်ဖြစ်လုတ်ရမယ်ဆိုပြီးတော့လုတ်ရတဲ့ content တွေလည်းရှိတယ်လို့အရန်ကိုရှင်ထဲမှာလုတ်ပါဟဲ့လုတ်ချင်ပါတယ်ဟဲ့ဆိုပြီးတော့ဖြစ်လာတဲ့ content တွေရှိအဲ့ဒါ influencer တွေတော်တော်များဖြစ်တဲ့အရာပေါ့နော်ဟိုလုတ်ရမယ်ဆိုပြီးလို့ စဉ်းစားလို့ဖြစ်တာအထက်သူတို့ရမ်းလောက်ချင်နေတဲ့ကိုနဲ့နေရှိတယ်ပေါ့နော်ဟိုအဲ့လိုမျိုးတွေပေါ်လာတတ်တယ်အဲ့ဒီလိုမျိုးဟာတွေဆိုရင်ဟိုစောင့်မနေဘူးတချင်းကိုလုတ်ပြတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တာဆိုတော့ဘယ်လိုပြောရမလဲဒါမှအဲ့လိုတကယ် influencer ဖြစ်မဲ့ဖြစ်ဖို့မွေးဖွားလာတယ်လို့ပဲပေါ့နော်လုံးဝကိုဟိုအမြဲတမ်းဟိုလုတ်ချင်တယ်ဒီဟာလုတ်ချင်တယ်ပြီးရင်အားအရင်လုတ်ချင်တဲ့ content ရှိလို့ကတချင်းကိုထားလုတ်ပြလိုက်တော့တာပဲပေါ့နော်အဲ့လိုမျိုးတွေဖြစ်ပါရင်အဲ့တော့ ချက်ချင်းထားလို့ဖြစ်တော့ကိုနဲ့နေလို့ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးစိတ်ရှိမှလည်း influencer တွေ content creator တွေကဖြစ်တာ哦နော်အဲ့တော့အဲ့လိုမျိုးလုတ်ချင်တဲ့စိတ်လုတ်ဖြစ်တဲ့အထိလုံနိုင်တဲ့သူကတော့ဟိုရေရှည် influencer တယောက် content creator တယောက်ဖြစ်တာပါပဲပေါ့နော်အဲ့ဒီမှဆိုရင်အခုဆိုရင်9နှစ်လောက်ရှိသွားပြီဒီ log တွေမှာပေါ့နော်အဲ့ဒီမှဒီ channel မှာလည်းအကြာကြီးနားလိုက်တယ်ဒါပေမဲ့အခုပြန်လုတ်တဲ့ချိန်မှာဆိုရင်လေအဲတော့လည်းသူအခွင့်အလမ်းတွေကအများကြီးပေါ်လာတယ်အဲအခုဆိုလဲကျမဒီစုကိုရရတော့ကြောင့်မလို့လေလာတိုင်းလာတိုင်း အားပတ်စံရတယ်ပေါ့နော်တောင်းရတယ်ပေးပါတယ်အဲ့တော့သူကဘယ်လိုမျိုး ChatGPT ကိုမေးခိုင်းလဲဆိုတော့အကွာចောင်းကိုကြောင်းညာတဲ့အနေနဲ့သူကတော့ပြောပြတာပေါ့နော်အဲ့တော့ဟိုအခုလောလောဆယ်ကိုနှံ့ကိုစဉ်းစားဆိုရင်ဘာမှသိပြီးလို့စဉ်းစားလို့မရဘူးပေါ့နော်ပြီးတော့ကျမတို့ပေးလိုက်တဲ့ idea တွေကအာဘယ်လိုပြောမလဲတခါလေးကြာရေးပူရလို့ပုံစံမျိုးတွေဖြစ်နေတယ်ကိုကိုတယောက်တည်းတည်းအတွက်ကြိုက်တဲ့ post တွေဖြစ်နေသူများအတွက်ကိုလည်းအဲလည်းမထည့်စဉ်းစားဖြစ်ဖို့ပေါ့နော်တကယ်အားလုံးအတွက်ကိုခြုံပြီးတော့အကုန်လုံးကိုပါ အဲ့လိုမျိုးမိမဲ့ဟာမျိုးကိုရီကကျတော့ကိုယ်တယောက်တည်းခံယူချက်ကိုတယောက်တည်းစဉ်းစားတဲ့ဟာအဲ့ဒါတွေကိုပဲဦးစားပေးမိတယ်ကိုကိုကူဆိုရင်ကိုအမြင်အဲ့လိုမျိုးတွေပဲဦးစားပေးပြတောင်းအဲ့တော့ထွက်လာတဲ့ဟာလေးတွေလူတချို့နော်တယောက်နှစ်ယောက်လောက်ကိုပဲဆွဲဆောင်မိလိမ့်မယ်ဒါပေမဲ့လူအကုန်လုံးကိုဆွဲဆောင်နိုင်ဖို့အတွက်ဆိုရင် professional တယောက်တကယ်ကိုဘယ်နဲ့နှစ်ကြာရှည်လုပ်နေပြီးတော့လာစားအများအမြင့်ဆုံးရနေတဲ့ professor တယောက် professional တယောက်စီကနေအကြံဉာဏ်ကောင်းတဲ့လူမျိုး ChatGPT ကိုတောင်းရမယ် ChatGPT ကို ဘနေကဘသူငါဘသူပါဆိုပြီးတော့ပြော ပြီးတော့ကိုတကယ်လူလိုမျိုးစကားပြောရမယ်အဲ့တော့အဲ့လိုပြောပြရတယ်အဲ့တော့ကျွန်မအဲ့လောက်ထိမသိဘူးပေါ့နော်ဒီလိုမျိုးအချက်ချီဗီဒီယိုကိုနေကဘသူနေရာကနေဝင်ပြီးတော့ငါကိုအပြေပေးလို့ကျွန်မတခါမှဘသူစီရမှာမကြဘူးဒါတခုချင်းကြည့်ပဲပေါ့နော်။ ChatGPT ကိုဟိုမေးရင်တော့ဟိုကိုလိုချင်တဲ့ဟာကိုပဲအတိအကျတောင်းဆိုတာပဲကျွန်မတို့သိခဲ့တယ်ပေါ့နော်။ကျွန်မ ChatGPT ကိုတော်တော်လေးသုံးပါတယ်။အဲ့တော့ ဟိုအတိအကသုံးတာကဘာအတွက်သုံးလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ဟိုတခါလေခြိုက်စိတ်ညစ်ရင်ငါဘယ်လိုမျိုးဟိုလောက်ရမလဲပေါ့နော်ငါဘယ်လိုဘယ်လိုခက်ခဲရှိနေတယ်ငါစိတ်ကောငါဘယ်လိုမဖြေရှင်းရမလဲအဲ့လိုမျိုးနေနေတယ်မှာသုံးပြတာညားတယ်ပေါ့နော်အဲ့လိုမျိုးလေခိုက်ကြရင်မေးတယ်နေပြိုက်မေးတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းလုပ်တယ်ဒါဒါတော့ပြောပေါ့နော်အဲ့တော့အာကျွန်မဒီနေ့အဲ့ဒီဟာတော်တော်စိတ်ဝင်စားတော့ဟာဆိုပြီးတော့သူကဘယ်လိုပြောလဲဆိုတော့အခုကငါတို့ကအကြောင်းကိုကြောင်းညာရမယ်အဲ့တော့ပြောလိုက် ChatGPT နင်ကတော့ ာတကယ်ကို10နှစ်ပေါ့နော်15နှစ်ဝင်းကျင်တက်တန်းရှိတယ်အ professional marketing အဲဘယ်လိုပြော marketing guru ကြီးပေါ့နော်နေရ marketing guru ကြီးအဲ့တော့စက်ရတယောက်ငါကအခုမှအလုပ်တင်နေတယ်အတ္တတရားပေါ့ကိုယ့်အခြေအနေပေါ့နော်ကိုယ့်အခြေအနေငါကိုနှစ်လိုမျိုးအောင်မြင်တဲ့လူတရားဖြစ်အောင်နှစ်လိုမျိုးလစာတွေအများကြီးဝင်နေတဲ့သူတရားဖြစ်အောင်ပြီးတော့လေငါကအာဘယ်လိုပြောမလဲ ကြောင်းရဲ့အခုကြောင်းညာလို့ရအောင်မယ်ပေါ့နော်အဲ့တော့ကြောင်းရဲ့ကြောင်းညာလို့တဲ့အခါမှာလုံးဝအမိုက်ဆုံး idea တွေနဲ့ကြောင်းကငါ့ကိုအရန်သဘောကျသွားအောင်ဘလို့ idea တွေပေးမလဲပေါ့နော်ငါနေ့လို့တော်ပြီးတော့လစာကောင်းနဲ့ပေါ့နော်ဟို လို့ပြောမယ်ဝင်းဒန်ပေါ့နော်ဝင်းနေဒါမို့လောက်စကောင်းနဲ့ဒုတိယဖြစ်အောင်ငါဘလို့ကွန်တက်မျိုးကိုဖန်တီးပေးလိုက်ရမလဲအဲ့လိုမျိုးပေါ့နော်တိတိကျကျနဲ့နေကဘယ်နေရာနေပြီးတော့ငါ့အကြံပေးငါကအခုလက်ရှိကဘလို့မျိုးခြေနေငါတို့တုံးချင်တဲ့ဘတ်ချက်ကဘလောက်ငါတို့လောက်ရမယ်အကြောင်းအရာကဒီကြောင်းအကြောင်းကိုကြေညာရမယ်ငါတို့တာဂက်ကကြောင်းသားတွေအဲ့လိုမျိုးပေါ့နော်တိတိကျကျလေး तू ပြောရမယ်အထူးသဖြင့်ကခုနကကျွန်မပြောသလိုနေကဘသူငါကဘသူဆိုတဲ့ဟာလေးပြီးရင်ငါကကွန်တက်ဖန်တီးရမယ်ဆိုရင်ဒါနောက်မှာပေါ့နော်ဒါလောလောဆယ်ငါ့ကို အာဒီ plan ကောင်းစင်ပေါ့နော်ငါကအခု content ကိုဖန်တီးရမှာဆိုရင်နင် marketing ကိုပါပါဆိုရင်ဒီဘလာဘယ်လိုမျိုးပေးတင်တဲ့ idea အဲ့လိုမျိုး chat gpt ကိုမေးလိုက်ရင်တော့အပြေထွက်လာလိမ့်မယ်ပေါ့နော်တခါတည်းကိုကမေးတဲ့ကိုကငါ့ကိုအခု20ပေးဆိုပြီးတော့လေတောင်းလို့ရတယ် तू ကအခု20ကိုတခါတည်းလေးပေးတယ်ပြီးရင်မေးတိုင်းလဲမကြိုက်သေးဘူးပြန်တောင်းပြန်တောင်းပြန်တောင်းလို့လေကြိုက်တလောက်တောင်းလို့ရတယ်တခါတည်းတခါလည်းမတူဘူးပြီးတော့မေးသလားအပြေထွက်ပါတယ်အဲ့တော့ဒီလိုမျိုးအပြေတိချာထွက်ချင်တယ်ဆိုရင်တော့တိချာရမယ် နေကဘသူဘယ်နေရာနေပြီးနေပြီးတော့ငါ့ကိုအဖြေပေးအဲ့လိုမျိုးရှိရမယ်ငါကဘသူပဲွာတေချာပြောဘယ်ကြောင်ရတော့ငါတို့လောက်ရမယ်အဲ့ဒါကြောင့်မလို့ငါတို့ဒီ budget ကိုအောင်မြင်ဘယ်လိုလောက်ရမလဲအဲ့လိုမျိုးတေချာလေးသူကိုအဖြေတောင်းရမယ်ပေါ့နော်အခြေအနေအကြောင်းအရာအသေးစိတ်ကိုပြောပြရမယ်ပြီးရင်အချိန်ကငါတို့ကိုယ်တွေလုတ်ချင်တဲ့အချိန်ပမာဏဘလားလုတ်ချင်တဲ့အကြောင်းအရာပါပြောရမယ့်စကားတွေဒီကွန်တန့်တွေမှာပြောရမယ့်စကားတွေအစားသူကိုရေးခိုင်းလို့ရတယ်နောက်တစ်ခုရေးကြည့်ရထူးထူးဆန်းဆန်းဘာလဲဆိုတော့သူပြီးတဲ့အဖြေကိုကိုတိုက်မတိုက်ကိုလေတကယ်လူတယောက်လိုမျိုးပြောပြတတ် ဟဲ့ငါမကြိုက်ဘူးနင်ပြောတဲ့ဟာတွေကိုသိရမလားအဲ့လိုမျိုးပြောရမယ်ပေါ့နော်အဲ့တော့ငါ့ကိုပြန်ပြောပေးအဲ့လိုမျိုးပြောရမယ်လူတကယ်လူတယောက်နဲ့ပြောနေတယ်လို့ပြောရမယ်ပေါ့နော်အာပြီးရင်အဲကိုပြောလိုက်တဲ့ဟာတွေကမှားသွားလို့လေသူ ပြောတာတွေကဟိုလိုအပ်တာတွေဖြစ်သွားနိုင်တယ်အဲ့တော့ကြံခဲ့တယ်ကိုကထထဲ့ကျင်နေဆိုရင်လည်းအာ I'm sorry အာဆိုပြီးတော့ပြောလိုက်ရတယ်တောင်းမှန်ပါရဲ့ငါအခုလိုအပ်တာရှိသွားငါပြောမယ်ထင်မှာလိုအပ်တာရှိသွားတယ်မှားသွားတယ်အဲ့တော့ဒါလေးအနေနဲ့ပြန်ပြောင်းပေးဆိုပြီးအစ်ပြန်ထည့်ပေးရမယ်ပေါ့နော်အာအဲ့ဒါမှသာလျှင် ကျမတို့အကောင်းဆုံး content idea တွေကိုရပါဖြစ်လို့အများကြီးအများကြီးအများကြီး content တွေကိုရပြီးတော့အဲ့ဒီမှာအကောင်းဆုံးကိုတရားရွေးချယ်ပြီးတော့ဖန်တီးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခါကျတော့သူကဟိုဝေဘန် မှုအစိုးအကောင့်တွေကိုလည်းမေးရမယ်ပေါ့နော်ငါဒီဟာကိုတင်လိုက်မယ်ဆိုရင်ငါဒီဗီဒီယိုတင်လိုက်မယ်ဆိုရင်ငါဘယ်လိုမျိုးအနေနဲ့ဝေဖန်မှုတွေရနိုင်လဲဟိုရနိုင်တဲ့အစိုးအကောင့်တွေပေါ့နော်အဲ့ဒါကိုလည်းကြုံမေးထားရင်လေပို့ပြီးတော့အဆင်ပြေရပေါ့ဘာလို့လဲဆိုတော့ဒီကိုရီးယားမှာကြတော့တို့ကအမှားမခံအောင်လေနော်အမှားမခံဘူးတစ်ခါမှသွားရင်နာမည်ပြတ်သွားရတဲ့ကိုတော်တော်လေးကိုအဆင်မပြေဘူးဆိုတော့တို့ဒီ content ကိုဖယ်တိလိုက်တဲ့အခါမှာဆိုရင်ရလာနိုင်တဲ့ reset account တွေ reset store တွေကအစားတို့ကအဓိက reset store တွေကိုတို့ကမေးတယ်ပေါ့နော် ရဇက်ဆိုးတွေကို မေးတယ်ငါဘယ်လိုပဲလို့ဘက်ကနေတော့ဝေဖန်ခံရနိုင်တယ်ဘယ်လိုဘက်ကနေငါ့ကိုအမားတွေထောက်နိုင်လဲအဲ့လိုမျိုးတွေကဆိုတော့မေးပြီးတော့အမားမဖြစ်အောင်လုပ်တယ်ပေါ့နော် ChatGPT ChatGPT ကိုသုံးပြီးတော့အဲ့လိုမျိုးတွေကလည်းအရေးကြီးပါနောက်တစ်ခါကျတော့ platform ပေါ်မူတည်ပြီးတော့လဲတုံတက်ရမယ် Instagram ဆိုရင် Instagram မှာကိုယ်ကြီးကြည့်ဖြစ်တဲ့အတိုင်းလူကြိုက်များတဲ့အတိုင်းကိုတင်ရမယ် TikTok ဆိုရင်ဘယ်လိုပုံစံမျိုးတွေလူကြိုက်များလဲအဲ့ပုံစံတိုင်းတင်ရမယ် YouTube ဆိုဘယ်လိုမျိုးပုံစံမျိုးတင်ရအဲ့လိုမျိုးလုပ်တက်ရမယ် Facebook မှာဆိုဘယ်လို content မျိုးအဲ့လိုကိုဒီ platform အလိုက်ကိုကိုကအသုံးချပြီးတော့ကိုက်ညီတဲ့ content မျိုးကိုဖန်တီးတက်ရမယ် နော်နောက်တစ်ခါကျ trend တွေကိုလည်းတိကျသိရမယ်အခုဘာ trend တွေခေတ်စားနေဘာ trend တွေရှိလဲအဲ့ trend တွေပေါ်မူတည်ပြီးတော့လည်းကိုယ် content တွေ connect လုပ်ပါမယ်ချိတ်ဆက်ရမယ်အဲဒါမျိုးဒါပေါ်မူတည်ပြီးတော့လည်း content တွေဖန်တီးတတ်ရမယ်ပေါ့နော်ပြောလေတချင်းနေဆိုရင်လေတခြားတချင်းနေဆိုင်အခုပေါက်နေတဲ့တချင်းလေးတွေကပို့ပြီးတော့အစိတ်ဝင်စားချင်ခံရတယ်လူတွေတခါတည်းကိုကြည်ချင်းချရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်စေတဲ့ကြောင့်မလို့ trend နေတချင်းလေးတွေကလည်းအများကြီးထောက်ကူပေးပါလိမ့်မယ်နောက်တစ်ခုကျတော့ဒီမှာတကယ်မထင်တာအဲ့ဒါဘာလဲဆိုတော့သူတို့ဒီကိုရီးယားကဒီ အေးအလှအပတွေရုပ်ရည်တွေနဲ့အရင်ခေတ်စားတာအိုးသူတို့တွေက idol တွေဆိုရင်လည်းဒီကနေနေပြင်းနေပေးကအစမျိုးစုံပြောင်းပြီးတော့လူတွေကိုဆွဲဆောင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ good net creator တယောက်မှလည်းညံ့ပေးကအရင်ရေးကြည့်ပါလေဆိုတော့သူကသင်ပေးလိုက် သူပြတဲ့ဗီဒီယိုတွေကိုကြည့်လိုက်တဲ့အခါမှာ oh my god ပထမဆုံးဟုတ်ခုနပြောသွားပြီပထမဆုံး5စက္ကန့်မှာတည်းကအဲ့လိုပဲပြာရခက်နေတော့ကြည့်ချင်းသွားတာတွေရှိတယ်ကိုလည်းစိတ်ဝင်စားပြီးတော့ကြည့်ပြသွားတာတွေရှိတယ်လို့အာလုံးဝအာလုံးဝကွာအဲ့လိုမျိုးပေါ့နော်မျက်နှာဘေးတွေကအဲ့လိုတူးတူးဆက်ဆက်နေဆိုရင်လူကပို့ပြီးတော့စိတ်ဝင်တစားနဲ့ကြည့်ဖြစ်တယ်မကြော်ဖြစ်တော့အဲ့လိုမျိုးဖြစ်နေပါအတိကမျက်နှာဘေး expression face expression တွေကလည်းအရင်ရည်ကြည့်တယ်ဆိုတာကိုကျွန်မကောက်ကောက်သိလိုက်ရပါတယ်နော်နောက်တစ်ခါကျတော့ သင်ယူစရာတွေပါရမယ်တဲ့ကိုယ့်ရဲ့ဗီဒီယိုထဲမှာကသင်ယူစရာတွေပါနေရမယ်အာကိုရီးယားဇာတ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အခုလိုမျိုးပေါ့နော်တခခုအကြောင်းနဲ့ပတ်သက်ပြီးတကယ်ကိုဟိုထိရောက်မယ်ဒိဋ္ဌိပဲရှိတယ်လက်တွေ့နဲ့တုံ့ပြန်ထားနိုင်မယ်လူတွေအတွက်ကိုတကယ်အသုံးပြုလို့ရမယ်အဲတကယ်ကိုအိုင်ဒီယာကောင်းတွေထွက်သွားနိုင်စေမယ်အကျိုးပြုတဲ့ဟာတွေပါနေရမယ်ဆိုပြီးသူကပြောပြထားတယ်ပေါ့နော်အဲ့တော့အဥပမာအနေနဲ့အဲ့လိုသူပြတဲ့ကိုတိုင်နေမှာဆိုရင်ကိုရီးယားစကားလေးတွေပြောပြသွားတာ၄အဲပြီးတော့ အဲ့လိုမျိုးကိုသူတို့ပြောနေတဲ့ဟာလေးတွေကိုပဲကိုအောက်မှာကိုရီးယားစကားလေးထိုးပေးတော့ကိုရီးယားစကားလေးချင်းချင်းတဲ့သူတွေအနေနဲ့ဒီဗီဒီယိုကိုပို့ကြည့်လာကြရတယ်ပေါ့နော်ရိုးရိုးဂျိုင်းကြည့်တာထက်စားရင်အဲကိုရီးယားလူတွေပဲကြည့်တာထက်စားရင်ဒီအင်းဘယ်လိုပြောမလဲ global ပေါ့နော်နိုင်ငံခြားသားတွေကြည့်ချင်အောင်လို့သူတို့က content လေးကိုဒီစာလေးကိုထိုးပေးလိုက်တဲ့အခါမှာအကုန်လုံးကြည့်နိုင်သွားတယ်ပေါ့ကျမတို့မြန်မာလိုပဲအခုလိုမျိုးပြောနေတာထက်စားရင်အောက်မှာအင်္ဂလိပ်လိုထိုးပေးလိုက်ရင်ကျမတို့ဒီမြန်မာတွေမဟုတ်ဘူးနိုင်ငံခြားလူတွေရပါ ရှာပြီးတော့အလွယ်တကူကြည့်ပြသွားလိမ့်မယ်။နောက်ဆိုရင်ကိုယ့်ရဲ့ follower တွေကဒီကိုမြန်မာတခုလည်းမဟုတ်တော့ကိုရီးယားတခုလည်းမဟုတ်တော့နိုင်ငံတကာကဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီး engagement ကောင်းလာလိမ့်မယ်ပေါ့နော်အဲ့ဒီတခုလည်းသူကပြောပါရဖြစ်နိုင်အင်္ဂလိပ်လိုလည်းပြောတတ်ရမယ်နောက်ဆုံးအင်္ဂလိပ်စာနဲ့ထိုးတာဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ကိုရီးယားစာနဲ့ထိုးတာဖြစ်ဖြစ်အဲကိုရီးယားစာနဲ့ထိုးရင်တောင်မှကိုရီးယားစာသင်ချင်နေတဲ့လူတော်တော်များများကသိလိမ့်မယ်ပြီးတော့အခုကကိုရီးယားစာကလည်းအင်္ဂလိပ်ပြီးရင်ဘယ်နှခုမြောက်မှလည်းမသိရှိနေတာဖြစ်တဲ့အတွက်ကြောင့်တော်တော်များများအခုကိုရီးယားစာကတော်တော်လေးတင်ချပြီဆိုတော့ ိုရီးယားဒရာမာတွေ K-pop တွေကြောင့်ဒီကိုရီးယားစကားကတော်တော်လေးကိုနားလည်နေကြပြီဆိုတော့ဒီအောက်မှာရေးပေးထားတာအဓိကအများကြီးအဒီကိုရီးယားစာလေးလာနေသူတွေအတွက်ကိုလည်းရောက်သွားစေတယ်ပေါ့နော်သူတို့ဒီဆီကနေလာ engagement တွေရနိုင်တယ်ဆိုပြီးသူကပြောပြပါတယ်အဲ့တော့ကိုရဲ့ဗီဒီယိုထဲမှာမှတ်သားစရာအသင့်ယူစရာတွေအကျိုးရှိရာတွေကိုလည်းထည့်ပြအောင်ထည့်ဖို့သူကပြောပါတယ်နောက်စခုကျတော့ editing ကြောင့်သူပြောတာပေါ့နော်သူတို့သူပြောတာကတော့ VN ဆိုတဲ့ app နဲ့ editing လုပ်လို့ရတယ်ဆိုတဲ့ဟာလေးကိုလည်းသင်ပေးတယ်အဲ့ VN ဆိုတဲ့ application ဒီဟာလေးပေါ့နော်ဟာလေး ဒါလေးလည်းမစိုးဘူးကျွန်မအာတခါတည်းနဲ့ကပ်ကပ်လိုပဲလွှဲတယ်အဲကျွန်မဒီတိုင်းပဲဆန်းလိုက်ယုံနေတယ်လုတ်တက်သွားတယ်ပေါ့နော်ဒါပေမဲ့အာကပ်ကပ်ကတော့ခွာအဲ့ဒါပြောရတယ်လားကိုသုံးနေကြဟာလေဘယ်နေမှာပါရှိလက်တရအကုန်တောက်သွားသိလားအဲ့ဒါကတုံးတာလောက်တာအများကြီးဖြစ်တာကျမလက်ဆက်တော့ကျွန်တော်ကပ်ကက်ကြီးမတုံးတော့ငါအဲ့တိတိညံ့နေငါအဲ့တိတိမလောက်တော့လို့ထင်အခုကျတော့မလေးရှော့ရှော့ရှူရှူပဲစင်ညိုပြေးနေရတယ်လေလားအဲ့လိုမျိုးဆိုတော့ ဲ့လိုမျိုးပေါ့နော်အဲ့ VN ဆိုတဲ့ဟာလေးလည်းမစိုးဘူးကိုကအဲ့လိုတုံးချီကျင်နေဆိုရင်အဆင်ပြေရဲပေါ့နော်အာနောက်တစ်ခါကျတော့သူက Instagram နဲ့ editing လုပ်တာလေးကိုလည်းပြောသွားအဲ့ဒါကျတော့ Instagram နဲ့ editing ကြောင့်ငွေကြေးသားတွေတော်တော်များများက Instagram နဲ့ပဲဒါရ editing လုပ်ကြရဲလို့ပြောရဲပေါ့နော်အဲ့တော့တခါလောက်လဲ Instagram မှာ video post ကိုရွေးပြီးတော့ Instagram နဲ့ editing လုပ်တဲ့နည်းလေးတွေကိုလည်းလုပ်ကြည့်ဖို့သူကပြောသွားပါတယ်နောက်တစ်ခါကျတော့တပါလဲဆိုတော့အာဒီပေါ့နော်ဖြောပြေးအမှုပညာနဲ့ပတ်သက်တဲ့ဟာလေးတွေကိုလည်းထည့်ဖို့ပေါ့နော်အာဒီ ဘယ်လိုပြောမလဲတချင်းနေပြီးတော့ဒီအမှုပညာနဲ့အမှုပညာရှင်နေအဲ့လိုမျိုးဟာတွေနဲ့လည်းလူစိတ်ဝင်စားအောင်လုပ်ဖို့ပြောတယ်ပေါ့နော်ဘာလို့လဲဆိုတော့အာရိုးရိုးတန်းတန်းကြီးထက်စာရင်အဲတကယ်ကိုလွှမ်းမိုးနိုင်ခြင်းရှိတယ်လွှမ်းမိုးနိုင်ခြင်းများတယ်လူတွေကိုလွှမ်းမိုးထားတာ influencer ဆိုအဲ့ဒါမျိုးပေါ့နော်ဒါပေမဲ့ကျွန်မအာ influencer ဆိုတာတော့မှလောကဟိုနိုင်သေးတယ်ဒါတော်တော်များများတကဘာကျော်ကဘာကျော်တွေပေါ့နော်အဲ့လိုမျိုးလူတွေလွှမ်းမိုးထားတဲ့သူတွေနောက်တော့လွှမ်းမိုးနေတဲ့ဒီဖြော်ပြရေးအမှုပညာအဲ့လိုမျိုးတွေနဲ့ပတ်သက်နေတဲ့ဟာတွေကိုအတိက အာချိတ်ဆက်ပြီးတော့တုံးရင်လည်းပို့ပြီးတော့ထိအောင်နိုင်တယ်ဆိုတာပြောတယ်။နောက်ဆုံးတစ်ခုကတော့အရန်ချစ်ဖို့ကောင်းတယ်တိလိစံလေးတွေကိုလည်းဒီခါလေးကြာရင်အာကို့မှာမွေးထားကြောင်လေးတွေကိုခွေးလေးတွေကိုလည်းခေါ်ပြီးတော့ရိုက်တာမျိုးနဲ့လည်းလုပ်ပါလို့သူကအကြံဉာဏ်ပေးပါတယ်။အဲအဲ့လိုနည်းတွေနဲ့သူကဒီဗီဒီယိုတင်နန်းလေးဒီ content creator တင်နန်းလေးမှာ အများကြီးအကျိုးရှိရတယ်ကိုပြပြပေးသွားပါတယ်။သူကတော့လည်းအတင်းချင်းဘယ်လိုလုပ်ရလဲဆိုတာလေးတော့ပြောဒါပေမဲ့အထိုင်းရဲ့အရန်လွယ်လူရန်လုတ်တက်တယ်ပေါ့နော်။သူတို့ကိုရီးယားတွေတချို့ကမလုတ်တက်ဘူး။အဲ့တော့အဲ့မလုတ်တက်တဲ့သူတွေကိုပြပြပေါ့။တချို့တွေကြတော့လည်းအဲ့ရွေးခံရတဲ့သူတွေကြတော့ဘယ်လိုလိုမျိုးရွေးခံရလဲဆိုတော့သူတို့ကဟိုကိုယ့်နဲ့တော့မဖန်တီးတက်ဘူး။ဒါပေမဲ့အဲ့လိုမျိုးအကတော်ရာတို့တချင်းဆိုတာတော်ရာအဲ့လိုမျိုးကြီးချောင်းမလို့ဟိုနည်းနည်းသူတို့ဒီ social media မှာနာမည်ကြီးတဲ့သူတွေပေါ့နော်။ပြီးတော့လည်းအဲ့လိုရဲကရဲအเจ้าမအเจ้าမဆိုရင်လည်းတော်တော်လက်လက်ရှိတဲ့သူတွေပေါ့။အဲ့လိုမျိုးလေးတွေကိုသူတို့တွေကဟိုခံထားရတယ်ထင်ပါတယ်။အဲ့မလုတ်တက်ပေမဲ့အဲ့တော့အဲ့လိုလူတွေတော့ကိုသေးချာအဲ့ဒီ ဒီအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတို့ရဲ့အသင်ပေးရအောင်နော်အဲ့လိုမျိုးနေနေအဲဒီနေ့အဲ့ဒီ class လေးကိုသင်ခဲ့ရပါတယ်အာယာယီပြိမဲ့အများကြီးဖူးတူတာလည်းရလိုက်တလို့ကျွန်မလည်းဒီလိုမျိုးလူတွေကိုပြန်ပြီးမျှဝေပေးနိုင်တဲ့အထီးကိုနော်ကောင်းတဲ့ idea တွေကိုရသွားတယ်ကောင်းတဲ့အကြံဉာဏ်တွေကိုရသွားပါတယ် um နောက်တော့ဒီအတန်းနေပြီးတော့ကျမအဲ့လိုမျိုးပေါ့နော်အာချက်ချင်းဒါရိုက်အဲ့လိုမျိုးကွန်တန်နေဖန်တီးရတော့အရန်ကိုဘယ်လိုပြောရမလဲအာ ပို့သဘောကျသွားပြီပေါ့နော် idea တွေကအဲ့မှာတစ်ခါတည်းထွက်သွားတယ်ပေါ့နော်အဲ့တော့အခုကြည့်နေတဲ့သူဆိုရင်လေဒီ video လေးအပြီးဟာနဲ့ချက်ချင်းကိုနဲ့တစ်ခုကိုရအောင်ဖန်တီးကြည့်ပါเนาะအဲ့တော့ဒီဒီ video ကြည့်နေတော့မှနေမယ်ကိုရ idea တွေကထွက်ကိုထွက်လာနိုင်မယ်ကွာဟိုကိုက content creator ဖြစ်ရှင်နေသူ influencer ဖြစ်ရှင်နေသူကအနည်းနဲ့အများတော့ idea ကထွက်လာလိမ့်မယ်။ဘာလို့လဲဆိုတော့ကိုယ့်ရှင်နေမှာကိုယ့်အသံောင်းနေမှာဒီကိုနဲ့နဲ့ပတ်သက်တာတွေရှိနေပြီးသားဖြစ်ရဲကြောင့်ကျွန်မဒီနေ့ပြောလိုက်တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မျက်စိထဲမှာအကုန်လုံးတတတတတတဆိုပြီးတော့ပေါ်လာလိမ့်မယ်။ idea တွေပတ်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 ဆိုပြီးတော့ထွက်လာလိမ့်မယ်ပေါ့နော်။အဲ့တော့အဲ့တော့ဒီဗီဒီယိုပြီးတာနဲ့ကို idea ထွက်လာတာတွေအကုန်ချရေးပါဒါမှမဟုတ်လည်းအခုပြောနောက်ထောင်နေနေ idea တွေရှိလာဆိုရင်လည်းပြန်ပြီးရေးမှတ်ပြီးတော့လုပ်ကြည့်ပါတကယ်လုပ်ကြည့်ပါ ပထမဆုံးချက်ကိုလည်းကျွန်မကြိုက်ဆုံးပဲလှုပ်ရင်းနဲ့တင်ပါလှုပ်ပါများမှာလှုပ်တက်မယ်နောက်တော့ကျွန်မအာဟွာလေးပေါ့နော်ဟိုတနေ့ကဒီဒီဘာမီဗလော့နဲ့ဒီပေါ့ကပလီတခုကိုသူကျွန်မနားထောင်လိုက်ရတော့သူပြောသလိုပဲပေါ့နော်အဲပုံမြင်လေးတခုပြောပြရဲသူကအဲ့အိုးဖောက်တာလည်းကျွန်မတိတ်ချာမှတ်မိတော့ပဲတတိကပါလဲဆိုတော့အာသူတို့ပြိုင်ပွဲလုပ်တယ်ပေါ့နော်အိုးကောင်းဆုံးတော်လုံးကိုဖောက်ရမယ်လို့ဆိုပြီးတော့ပြောလိုက်တယ်ပေါ့ဒါပေမဲ့ဘယ်နှချိန်ဖောက်ရမယ်ဆိုပြီးတော့မပြောဘူးပေါ့နော်အဲ့တော့မပြောထားအဲ့တော့တကယ်ဟို စ조사ပြီးတော့လုပ်တဲ့သူကြတော့ဟိုဟိုတလုံးတလုံးအများကြီးဖုတ်လိုက်တယ်ကွာဖုတ်လိုက်တော့ပါရင်လည်း तू ပြစ်လိုက်တယ်အဲ့ဒီအမအမအမကို तू ကတင်သွားရဲပေါ့နော်တချို့ကမြောက်အကောင်းဆုံး quality နဲ့ quantity ကိုသူပြောပြတာပေါ့နော် quality တစ်ခုကိုပဲ तू ကတဲမဲလုတ်ပြီးတစ်ခုတည်းကိုပဲမရမကမုံမှန်နေရာထက်ဆိုင်သူကအဲတခြားတယောက်ကကြတော့ quality ကိုလုံရင်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 ကနေမှာ quantity quantity လုံရင်လုံရင် quantity များများပေါ့နော် quantity များများလုံရင်ရနေမှာလုံအောင် quality ရှိတဲ့ content တွေကိုခန့်တီးနိုင်သွားတယ်လို့မျိုးပေါ့နော်လုံအောင်သူက o တွေအများကြီးကိုသူကလုတ်တော့အာမားတာတွေအဆင်မပြေတာတွေကိုသူကောင်းကောင်းသိနားလည်သွားပြီးနောက်ဆုံးမှာအကောင်းဆုံး o ဖန်တီးနိုင်သွားတယ်ဟိုကတော့တလုံးနေနေတယ်မဲ့ဘာရောင်းချလိုက်ပြီးတော့ဘာမှအာသူ့အဖေသူရှာလုံးတွေ့တာမျိုးတွေဖြစ်သွားတာပေါ့နော်လို့ပုံစံမျိုးတွေဖြစ်ပြီးတော့နှစ်ယောက်ရှင်ကြီးတဲ့ခါမှာလက်ရည်ရမ်းကွာသွားတယ်ပညာရမ်းကွာသွားတယ်အာတကယ်ကိုဟိုကတကယ်ကိုအမြဲဆုံး စမ်းသက်လေ့လာပြီးတော့အာဆရာကြီးဖြစ်နေပြီပေါ့နော်ဆရာကြီးဖြစ်သွားတဲ့အချိန်နေနဲ့သူဒီတစ်ခုတည်းကိုပဲဟိုလှုပ်ပြီးတော့တဲကြီးမကြီးလျှောက်လှုပ်ပြီးတော့မရမချင်းပြန်ရိုက်နေဒီဟာကိုပဲ quality ကောင်းရမယ်ဆိုတဲ့စိတ်ကြီးနေပဲရိုက်နေတော့ပို့ပြီးတော့အာဆေးမပြေဖြစ်နေပေါ့နော်တော့အများများလှုပ်ပါတည်ယူပါအခုလည်းချက်ချင်း idea ထွက်ပြီဆိုရင်ထားလို့ပါလို့ပြောရင်ဒီနေ့ဒီ video လေးကိုဆုံးသက်ချင်ပါတယ်တတ်တာ